မင်္ဂလာပါဒီနေ့ကျွန်တော် Google AI ကိုသုံးပြီးတော့ကျွန်တော်တခြင်းတစ်ပုဒ်ရေးခိုင်းมาဖြစ်ပါတယ်ဒီတခြင်းကိုတော့ကျွန်တော်တခြားပါတူရိယအတမ်းမှမသုံးဘဲနဲ့ကျွန်တော်ဂီတာနဲ့ဆိုထားတဲ့တခြင်းပေါ့နော်ကျွန်တော်အဲ့လိုမျိုးတခြင်းကိုရေးခိုင်းมาဖြစ်ပါတယ်ပြီးတော့တခြင်းရေးတဲ့အခါမှာကျွန်တော်တခါတဲ့ဂီတာလက်ကွက်ပါပါအောင်ကျွန်တော်ရေးခိုင်းมาဖြစ်တယ်โอเคကျွန်တော်တို့ AI ကိုတခြင်းရေးခိုင်းတဲ့အခါမှာတခြင်းစာသားရောဂီတာလက်ကွက်ရောပါတခါပဲပါအောင်မလို့ prompt ပေးရလဲဆိုတာကိုကျွန်တော်တကြည့်အောင် okay ဒီနေရာမှာကျွန်တော်က prompt ကိုဒီလိုရေးပေးလိုက်တယ်เนาะဒီ AI ကနားလည်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်အောင် okay ဒီလိုမျိုးဆိုရင်တခြင်းစာရေးနေပါပြီတခြင်းစာသားရောဂီတလက်ခွက်ရောတခါတည်းကြာလာပြီเนาะဒီ AI ကရေးတဲ့တခြင်းစာသားတွေကိုဒီလိုကိုကမကြိုက်ဘူးဆိုရင်လည်းကိုပြန်ပြင်ဆင်လို့ရတယ်เนาะဒါဒီ AI ကတော့ကျွန်တော်တို့ ဒီတချင်းရေးသမားတွေအတွက်ပေါ့နော်တချင်းအကြံရေးမဲ့ဆိုရင်ဒီ AI ကိုသုံးအာသုံးလို့ဆိုရင်လည်းတော်တော်လေးကိုအဆင်ပြေတယ်နော် Okay ဒီ AI ကရေးတဲ့တချင်းစာသားအတိုင်းပဲနော်ကျွန်တော်မပြင်တော့ဘူးဒီနေရာမှာကျွန်တော်ကအာတချင်းကို အကြံလုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ပြင်မနေတော့ဘူးနော်ကျွန်တော် chen sa la de go cop set la mat pi do chan copy yu me pi ma suno ai go twa pi do di ta chen sa la de go twa thet la me no đi mà ta chen xả ra mà hốt được hà đều cho nó ấy chứ là để nó đi style of music rồi cho nó khôn ngay အဲ Gemini AI မှာသူရေးပေးထားတယ်နော်ကျွန်တော်အဲ့ဒါကိုသက် copy ယူပြီးတော့ဒီမှာလာထည့်မယ်ဒီ title နေရာမှာကျွန်တော်သချင်းနာမည်ရေးပြီးတော့ workspace အသစ်တစ်ခုတည်ဆောက်လိုက်တယ်။ပြီးတော့အောက်မှာကျွန်တော် create ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့သချင်းနှစ်ပုတ်ရလာမှာဖြစ်တယ်။ ဒီစနူ AI ကတချင်းတစ်ခါလောက်ရင်သူနှစ်ပုတ်ရတယ်နော်ဟိုစာသားအတူတူတချင်းဟိုတန်စင်ကွဲတဲ့တချင်းပေါ့နှစ်ပုတ်ရလာတယ်ဒီလိုမျိုးဖြစ်နေရင်ကျွန်တော်တို့ခဏဆောက်လိုက်ရင်တချင်းရပြီနော်တမိနစ်တော့မကြောက်ဘူးဒီ AI ကတချင်းလောက်တာတော်တော်လေးကိုမြန်နေနော်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့နားထောင်လို့ရပြီ ye chamte ya ni ha lu te ni mya tu lu le me chao le fa la ta mo ja sha je ma ja je bo ji kho la na

Le jeune chatte ne ya jaro Je connais la imena ne le colo Che vende codi ma me ma chie La comme ne que Mia bola che li de la Mente un majule Lina gemma son quegiare Okay ဒီဗီဒီယိုမှာတော့ကျွန်တော်တို့အချင်းရေးတဲ့ဒီလိုအတွက်ပေါ့နော်ကျွန်တော်တန်ဆင်မျိုးကိုရေးရင်ကောင်းမလဲလို့စာရမျိုးရေးရင်ကောင်းမလဲအချင်းရေးဖို့ idea တွေပြောင်းနေတယ်ဆိုရင်ဒီ AI ကိုဟိုကုန်ကျန်းအဖြစ်နဲ့သုံးလို့ရနိုင်တယ်တော့ Okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာဆုံကြမယ် See you bye bye